အားလုံးပဲမင်္ဂလာပါဘုရားသခင်ကိုကြည်စွတော်ချီးမွမ်းပါတယ်ဒီနေ့တော့ဒေါသကြီးတဲ့ဘုရားသခင်ဆိုတဲ့เจ้าရာကိုသူတကွာကျမ်းစာများဖြင့်လေ့လာရမှာဖြစ်ပါတယ်လောကမြင်ရဲ့ဒေါသကြီးတဲ့ဘုရားသခင်ဆိုတဲ့ဆွဆွချက်ကိုခြေပါခြင်းကိုပြုပါဖြစ်ပါတယ်အထူးသဖြင့်ဝိပုယ26 27မှာပေါ်ပြနေတဲ့စေခုံမှုတွေပဲဖြစ်ပါတယ်ခေတ်တဲ့လူသားများဟာ ဓမဟောင်းကျမ်းကိုအသုံးပြုပြီးဘုရားသခင်ဟာချစ်ချင်းမေတ္တာကင်းမဲ့ပြီးရက်ဆက်ကြံကြုတ်သူဖြစ်တယ်လို့ဆွဆွဲလေးရှိကြပါတယ်။ဒီเจ้าရောက်ကိုဝိပုယ26 27ကဲတို့ကြံ့ကျက်များဟာနာဂမှုမရှိခြင်းကြောင့်ပြင်းထန်သောစီရင်ခြင်းများကိုဖော်ပြထားခြင်းဖြစ်ပါတယ်။ဒီစိတ်ကောမှုကိုဘုရားသခင်ဤတန်ရှင်းမှုနဲ့တရားမြတ်တော်မှုကိုအလေးပေးပြီးအေဝင်ဂေလိကိုဘယ်လိုချိတ်ဆက်ရမလဲဆိုတဲ့အစီအစဉ်ကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ။ဒါကြောင့်ဒေါသကြီးသောဖျားသခင်ဆိုတဲ့ဆွဆွဲချက်ကိုခြေပပို့အတွက်ဝိပုယ26 27မှာသင်တို့သည်ငါ့ကိုစန့်ကျင်၍ငါစကားကိုနားမထောင်ဘဲနေကြလျင်သင်တို့၏အပြစ်နှင့် အမျှငါသည်လည်းအဆော့ခုနှဆသင်တို့ကိုတန်ခတ်အောင်မီလို့ဖော်ပြတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ရဲ့ဖျားသခင်ကိုလောကကဝေဖန်နေတဲ့ဆွဆွဲချက်တစ်ခုကိုဖြစ်ရှင်းမှာဖြစ်ပါတယ်။ ရိယန်တွေရဲ့ဘုရားသခင်ဟာဒေါသကြီးတဲ့ဘုရားသခင်ဖြစ်တယ်။ဒါမဟောင်းကျမ်းကိုဖတ်တဲ့အခါထူးသဖြင့်ဝိပ္ပယကျမ်းမှာဘုရားသခင်ရဲ့ပြစ်ဒဏ်ပေးခြင်းကအရန်ကိုပြင်းထန်တာကိုတွေ့ရမှာဖြစ်ပါတယ်။အစခုနှစ်ဆဒဏ်ခတ်အောင်မယ်လို့တော့ဖော်ပြထားတာတွေ့ရပါတယ်။ဒါဆိုရင်ခရိယန်တွေယုံကြည်တဲ့ဘုရားသခင်ဟာချစ်ချင်းမေတ္တာတတ်တတ်ပဲလား။ဒါမှမဟုတ်ဒေါသနဲ့ပြည့်နေသူလား။ ီမိကုံးရဲ့အဖြစ်ဟာဖျားသခင်ရဲ့ပြည့်စုံသောဂုံအင်္ကာတော်များကိုနားလည်မှသာရရှိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ကျမ်းစာအမှန်တရားဖြစ်တိဆောက်ခြင်းကိုပြုမှာဖြစ်ပါတယ်။ဖျားသခင်ဤဒေါသဤသဘောတဘာဝ၎င်း၏အကြောင်းရင်းနဲ့၎င်း၏ထင်ရှားခြင်းဆိုတဲ့အချက်၃ချက်အဖြစ်ရှင်းလင်းစွာဖော်ပြပေးမှာဖြစ်ပါတယ်။ဒါကြောင့်အစစ်တအနေနဲ့ဖျားသခင်ဤဒေါသသည်တန်ရှင်းသောတုံ့ပြန်မှုဖြစ်ခြင်း အဆင့်နှစ်အနေနဲ့လူသား၏အပြစ်ကိုကိုစားခံခြင်းအဆင့်သုံးအနေနဲ့ယေရှုခရစ်၌လွတ်မြောက်ခြင်းဆိုတဲ့အချက်တွေကိုလေ့လာရမှာဖြစ်ပါတယ်အဆင့်တစ်အနေနဲ့ဘုရားသခင်၏ဒေါသသည်တန်ရှင်းသောတုံ့ပြန်မှုဖြစ်ခြင်းဆိုတဲ့အကြောင်းကိုနားလည်နိုင်ဖို့ဖတ်မြောက်ရာ34:6ကနေခွန်ပါသာဝရဘုရားဂယုဏနှင့်ပြည့်စုံ၍အမျက်ထွက်နှေးတော်လေမြတ်တာနှင့်တစ္ဆာကြီးမြတ်သောဘုရားသခင်ဖြစ်၏အပြစ်ကို အပြစ်မစီရင်ဘဲမနေလို့ဟောပြချက်ကိုတွေ့ရမှာဖြစ်ပါတယ်။ဆိုလိုတဲ့အဓိပ္ပာယ်ကလောကီ လူသားတွေရဲ့ဒေါသဟာမထိန်ချုပ်နိုင်တဲ့စိတ်ဆန္ဒဖြစ်ပေမဲ့ဖျားသခင်ရဲ့ဒေါသကတော့တန်ရှင်းသောတရားမျှတမှုရဲ့တုတ်ပတ်မှုပဲဖြစ်ပါတယ်။အကြောင်းရင်းကဖျားသခင်ဒေါသထွက်ရခြင်းရဲ့တခုတည်းသောအကြောင်းရင်းကအပြစ်ဖြစ်တယ်လို့နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်သဘောတဘာဝကိုနားလည်ဖို့အတွက် ိုတော်သည်အမျက်ထွက်နှေးသူဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုနားလည်ရမှာဖြစ်တယ်။ဝိပ္ပယကျမ်းပါပြစ်ဒဏ်ပေးခြင်းများဟာလူမျိုးတစ်မျိုးလုံးကိုအပြစ်ကနေနောင်တရစေဖို့အတွက်နောက်ဆုံးသောသတိပေးချက်များဖြစ်တယ်ဆိုတာကိုနားလည်ရမှာဖြစ်တယ်။ဘုရားသခင်သည်ဂိူနာတော်နှင့်နှစ်ပေါင်းများစွာစောင့်ဆိုင်ပြီးမှသာပြစ်ဒဏ်ကိုစီရင်ခြင်းဖြစ်တယ်။ဒါဟာရက်ဆက်ကြမ်းကြုတ်ခြင်းမဟုတ်ပဲပြည့်စုံသောတရားမျှတမှုပဲဖြစ်တယ်ဆိုတာကိုနားလည်ရမှာဖြစ်ပါတယ်။ ါကြောင့်အစ်စ်နှစ်နေနဲ့လူသားဤအဖြစ်ကိုကိုးစားခံခြင်းအကြောင်းကိုနားလည်ဖို့လိုအပ်ပါတယ်။ဒီအကြောင်းကိုယောမ1:18မှာဖျားသခင်အမျက်တော်သည် မတရားသောအမှုကိုပြုသောသူတို့၏အဖြစ်များကြောင့်ကောင်းကင်မှထင်ရှားလျက်ရှိဤလို့ဖော်ပြတာတွေ့ရမှာဖြစ်တယ်။ဒီဖော်ပြချက်ကဝိပုယျာကျမ်းကဖျားသခင်ရဲ့ဒေါသကိုဖော်ပြခဲ့တယ်လို့ဓမ္မသစ်ကျမ်းကလည်းထိုဒေါသကိုရှင်းရှင်းလင်းလင်းဖော်ပြပါတယ်။ ဘုရားသခင်သည်အဖြစ်ကိုမစီရင်ဘဲမနေနိုင်ဘူးဒါဆိုရင်ကျွန်ုပ်တို့အားလုံးကဘလို့လို့လွတ်မြောက်နိုင်မှာလဲဆိုတဲ့အချက်ဖြစ်ပါတယ်ဒါကြောင့်လဝကတိုင်အကြောင်းကိုနားလည်နိုင်ဖို့ရည်ကြည်ပါတယ်ဘုရားသခင်ရဲ့အကြီးအမားဆုံးချစ်ချင်းမြတ်တာကကိုတော်ရဲ့အမျက်တော်ထဲမှာပဲထင်ရှားပါတယ်ကိုတော်ဒါကျွန်တော်တို့ကိုထိုက်တန်သောပြစ်ဒဏ်နဲ့အမျက်တော်ကိုအားလုံးကိုယေရှုခရစ်တော်ပေါ်လောင်းချခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်ဟာကျွန်တော်တို့ရဲ့အပြစ်ကို လစ်လူရှုတာမဟုတ်ပဲစုံလင်သောပိဆက်မှုအဖြစ်ဖြည့်ရှင်းလိုက်ခြင်းဖြစ်တယ်ဆိုတာကိုနားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်အဆင့်၃နေနဲ့ယေရှုခရစ်၌လွတ်မြောက်ခြင်းဖြစ်ပေါ်လာပါတယ်။ဒီကြောင့်အောင်နဲ့ပတ်သက်ပြီးတော့မှယောမ၅ခုမှယခုတွင် ထိုသခင်အတွေးတော်အဖြစ်ဖြောင့်မတ်ရာသို့ရောက်ကြပြီးဖြစ်၍ထိုသခင်ကိုအမိပြု၍ဒေါသတော်မှကယ်တင်ခြင်းသို့ရောက်ရကြလိမ့်မည်လို့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်ပါတယ်။ ဆိုလိုတဲ့အဓိပ္ပာယ်ကဘုရားသခင်ရဲ့ဒေါသဟာကျွန်ုပ်တို့ကိုကြောက်ရွံ့စေသင့်ပေမဲ့အေဝေဂေလိတရားကတော့ကျွန်ုပ်တို့ကိုလွတ်မြောက်ခြင်းကိုပေးတယ်လို့နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်လူတိုင်းနောင်တရခြင်းကိုရှိဖို့လိုအပ်ပါတယ်။ဒါကြောင့်ယေရှုကိုယုံကြည်သူတိုင်းဟာဘုရားသခင်ရဲ့ဒေါသတော်အောက်မှာမရှိတော့ဘူး။ဓမ္မဟောင်းကျမ်းကပေးခဲ့တဲ့ဒေါသရဲ့တတိပေးချက်ကိုလက်ခံပြီးနောင်တရဖို့အထူးပဲလိုအပ်တယ်လို့နားလည်ရမှာဖြစ်ပါတယ်။ ။ဒါကြောင့်ချစ်ချင်းမေတ္တာကိုမြေရခြင်းကိုဆက်လက်ပြီးတော့ကနားလည်ဖို့လိုအပ်ပါတယ်။ဘုရားသခင်ရဲ့ဒေါထဟာအပြစ်ကိုမိမြရွန်ရှာကြောင်းကိုပြသတဲ့အတွက်ကိုတော်ဒီကျွန်ုပ်တို့ကိုကယ်တင်ဖို့ယေရှုခရစ်ကိုပေးခဲ့ခြင်းဖြစ်ပါတယ်။ယေရှုခရစ်ကိုပေးခဲ့ခြင်းဟာဘယ်တော့ကြီးမားတဲ့ချစ်ချင်းမေတ္တာဖြစ်တယ်ဆိုတာကိုကျွန်ုပ်တို့ပုံမူသိရှိလာပါလိမ့်မယ်။ဒါကြောင့်အေဝံဂေလိဖြစ်ဤကုန်းချစ်ခြင်းကို နားလည်နိုင်ဖို့ မိတ်ဆွေတို့လောကီလူတွေဟာဒေါသကြီးတဲ့ဖရာကိုညင်းပယ်ကိုလဲကူပဲပါတယ်။ဒါပေမဲ့သူတို့မသိတာကဖရာသခင်ရဲ့တန်ရှင်းတဲ့ဒေါသမရှိရင်ကိုတော်ရဲ့ချစ်ချင်းမေတ္တာဟာလည်းအတိတ်ပဲသွားပါလိမ့်မယ်။ဖရာသခင်သည်ချစ်ချင်းမေတ္တာရှိသလောက်တရားမျှတသူဖြစ်တယ်ဆိုတာကိုနားလည်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ဖရာသခင်သည်ချစ်ချင်းမေတ္တာကြောင့်ကိုတော်ရဲ့အမျက်တော်ကိုတဲ့အပေါ်မကြောက်ရောက်စီပဲယေရှုခရစ်တော်ဘုကိုလောက်ချခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်အနေနဲ့တင့်ကိုတိုက်တွန်းလိုပါတယ်။တင့်ရဲ့အပြစ်များကိုဖုံးကွယ်မထားပဲဖျားသခင်ရဲ့ဒေါသတော်ကိုတင့်ကိုယ်တိုင်မခံစားရစေဖို့အတွက်ယေရှုခရစ်ကိုယုံကြည်ဖို့လိုအပ်ပါတယ်။ကိုတော်အားဖြင့်တင်သည်အပြစ်ဓမ္မလွတ်မြောက်ပြီးဖျားသခင်ဤသားသမီးအဖြစ်ချစ်ချင်းမြတ်တာကိုခံစားရပါလိမ့်မယ်လို့ဖိတ်ခေါ်နေခြင်းဖြစ်ပါတယ်။ဒါကြောင့်ယခုပေါ်ပြခဲ့တဲ့အကြောင်းအရာတွေဟာဒေါသကြီးတဲ့ဖျားသခင်ဆိုတဲ့အကြောင်းကိုနားလည်ပြီးကျေးဇူးတော်ကိုရွေးချယ်တက်စေဖို့ရန် ပြားချက်များဖြင့်ပေါ်ပြမျက်ဝေခဲ့ခြင်းဖြစ်ပါれ။နားထောင်သူအားလုံးပေါ်ဘုရားသခင်၏ကျေးဇူးတော်တက်ရောက်ပါစေ။အာမင်။